စန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စုံနိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်စန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘုရားမှာဒီပင်္ဂရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ဒီပင်္ဂရာမြတ်စွာဘုရားကိုကြည့်ကြည့်သူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့စန္ဒဖြစ်တယ် အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ဒီချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့တော့သူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမ့်မေဧကိဏတိဏိဏပုရိတိဏဌာမတတိဏငါလိုစွမ်းရည်တတိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတဦးတည်းနဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူ့ကိုယ်သူမေးပြီး သဗ္ဗညုတံပပုနေတောတန္တာရိတံတတိဝကဆုံးဆုံးဖြတ်ချက်ချလိုက် determination ဆန္ဒကိုအခြေပြုဆန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတဉာဏ်ကြီးကိုရအောင်ယူပြီးတော့ဖျားဘဝနဲ့တတ္တဝါတွေကိုအခြေချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဖျားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုမုစင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှင်အောင်ပါထိုဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ဟောသေးတယ်တခါတည်းရန်လူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ သန္တာဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုနှွမ်းမှုကြီးဆိုးထားစိတ်ပိုင်းဆိုင်ရာနှွမ်းမှုကြီးဆိုးထားတယ်လို့စိတ်ပိုင်းကိုနှွမ်းမှုထားလို့ရှင် ရုပ်ပိုင်းဆိုင်ရာကိုလည်းနှွမ်းမှုကြီးဆိုးထားတယ်စိတ်ကိုနှွမ်းမှုနိုင်ရင်ရုပ်ပါပါလာတာပေါ့အဲ့ဒါကိုအဘိဓမ္မာမှာသန္တာအဓိပတိသန္တာတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတယ်သန္တာအဓိပတိဟာသန္တာနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေ ထိုစိတ်ဓာတ်ကထုတ်လုလာတဲ့ရုပ်တွေအဲ့ဓာတွေအပေါ်မှာကြီးစိုးထားတယ်။ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့ဆန္ဒပေါ်လာတာနဲ့တကယ်နဲ့ထိုဆန္ဒသည်ရော်ရဲရဲဆန္ဒမျိုးမဟုတ်ဘူးဆိုရင်အောင်မြောင်လောက်တာမျိုးလို့ဒါဆန္ဒကနေဥဆောင်သွား။အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘသူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့လိုတယ်။ဆန္ဒတော့ရှိပါရဲ့ ကျိုးပန်းအထောက်မှုမရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဖက်ဆောင်ကနေဟောထားတာစိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လို့လဲကျိုးပန်းအထောက်ဖို့လို့သေးတယ်ဒါကြောင့်မို့ဝီရိယအဓိပတိဝီရိယဣတိပါဒအောင်မြင်ပြီးစီးမှုမှကျိုးပန်းမှုမြတ်စွာဘုရားအလောင်းဟာ၆နှစ်ပတ်လုံးအမတန်ပင်ပန်းခိုက်ခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့် ဩစပီးယားပရက်တစ်လို့ခေါ်တယ်။သိစင်ရဲ့အိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလေသာနိယောဂဆိုတဲ့အကျင့်မျိုးတွေ။အစာဖြတ်ပြီးတော့ကျင့်တယ်၊ရေဖြတ်ပြီးတော့ကျင့်တယ်။ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာစင်ရဲ့အနေစင်ရဲ့လုပ်ပြီးတော့ကျင့်တယ်။တန်လျာဥပ္ပါလွတ်ဖို့မရမနေလုပ်မယ်ဆိုတဲ့ကြိုးပမ်းအထုတ်မှု။ဘုရားလောင်းတော်ကြီးက တော်ရဲမှာတယောက်တည်းချင့်နေတဲ့အချိန်ကာကလတုန်းကဆိုလို့ရှိရင်သူ့ကိုယ်သူကိုလူမြင်မခံဘူးတော်ရဲမှာနေအဝတ်မို့အဖူအဲ့ဒီအချိန်ကိုလစ်စနဲ့နေတယ်လူသံခြေသံကြားလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တော်ရဲမှာဒုက္ခရစရိယာလို့ခေါ်တဲ့ပင်ပန်းခဲခဲနဲ့အချိန်နေကြည့်ဘာစားလဲလို့ဆိုတော့တော့ဝါ တောဆက်မှာနွားချံနေပါလေလာလောက်တာတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားနို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒီလိုပင်မစင်ရတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာကြီးကျင့်ကြံကြိုးကုပ်အားထုတ်လိုက်တာနောက်ဆုံးကြတော့ ဆုံးတန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအထုတ်မှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျာဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတစ်ခါတလေကျိုးပန်းအထုတ်လို့ရတာဒါကြောင့်မို့ဝီရိယဒီပတိဝီရိယကကျိုးပန်းအထုတ်ပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝီမန္တာဒီပတိအသိဉာဏ်နဲ့ဆင်းဆင်းစားကြည့်ဒီလမ်းကမှန်သလားဟိုလမ်းကမှားသလား ဘုရားလောင်းတော်ကြီးကညာနဲ့ဆင်ရှင်သုံးသပ်လိုက်တယ်ပင်ပင်မမှန်ခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလဲအဆုံးဂိတ်ဆုပ်ချီအောင်ရောက်အောင်ချင်းလိုက်တော့မာတွေးမိလာတော့ဆိုရင်လောကမှာသူလောင်းအပင်ပန်းခန္ဓာချင်းတဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရပြီဘုသူအောင်မှာငါမရောက်ဘူးဝိရိယကိုအစွမ်းကုန်မြင့်ပြီးပြီအဲ့တော့မရတာထောက်လို့ရှိရင်တိယအင်ရောမက်ခေါ်ဘောဓာရခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာတယ် အမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးလမ်းဆုံးအောင်လိုက်တယ်သူမကြိုးပမ်းအထောက်အကူနဲ့ပတ်သက်ပြီးဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်အဆုံးထိအောင်လိုက်ကြည့်ကြည့်လို့လမ်းဆုံးမှဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ့်လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးလမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝီရိယနဲ့ပတ်သက်လာလို့ရှိရင်အမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ပေါ့ အဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဘုရားဆိုတဲ့တပ္ပယုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံးကိလေသာလေးဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတာ။ဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာလို့ဆိုရင်ခုနပြောရင်စန္ဒအယေ ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်ဓာတ်ဒီစွမ်းအားတွေနဲ့ရောက်တာပဲတခြားနေ့ကသွားတာမဟုတ်ဘူးเนาะအဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲသံသဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံနေနဲ့ရှိတာကိုပြောเนาะအခြေခံနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင် အပြော့ရဲ့ပြော့နေမှာပဲအပြော့မှာပြော့နေမှာပဲဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှိရင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူရမှာ ဲ့ဒါကြောင့်မလို့ကုသဏ္ဍာမှာရှိတဲ့သန္တာတို့ဝိရိယတို့ဝိမန္တတို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ခန်းယူပြီးတော့အထွတ်ထိပ်ရအောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမြတမ်းမှစွမ်းအားထက်ပါလေတဲ့ဘလောက်ထိစွမ်းအားထက်တော်ဆိုရင်မြတ်စွာဘုရားကပြိနိဗ္ဗာန်သံဃာတိမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုမှတ်သားစေရရှင်အနန္ဒာကိုဘာမိန့်ရှိတော်ဆိုရင်အနန္ဒာတဲ့ အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သန္တာဝီရိယဝိမန္တတို့ကိုစနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတတန်းစီအောင်နေနိုင်တယ်သို့မဟုတ်တတန်းကျော်အောင်နေနိုင်တယ်။ဟောတေခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်အတိုင်းတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူးတေခြင်းတရားကို အတိုင်းတာတစ်ခုရတားဆီးထားနိုင်တယ် မြတ်စွာဘုရားကိုယ်တိုင်နဲ့အားလုံးကြည့်နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပြိနိဗ္ဗာန်တုံးမှလာတဲ့ပြိနိဗ္ဗာန်မဆန်ခင်ဆယ်လပြိနိဗ္ဗာန်ဆန်ဖို့ဆယ်လအလိုဝါဆိုလာပြီးကျော်တည့်ရက်လာမဲ့ကဆုံလာမှာပြိနိဗ္ဗာန်ဆန်မယ်ဆိုရင်ဝါဆိုလာပြီးကျော်တည့်ရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝိရဏတစ်ခုဖြစ်ပါ အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကမာရဏန္တိကဆိုတေခြင်းနာကတ်သွားတို့မို့တေမပြောင်းမဲ့ယောဂမျိုးပေါ့ခေစကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ခုလို့မရဘူးဆိုယောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးလို့ဆိုခုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့အဲ့ဒီယောဂမျိုးဖြစ်တာ ရသော်ဘုရားကဆယ်လအတွင်းအဲ့ဒီယောဂမပေါအောင်ထိမ့်လိုက်တယ်ဘာနဲ့ထိမ့်လို့ဆိုရင်ဟောဒီသန္တဝိရိယဝိမန္တစိတ်ဓာတ်ဆိုတဲ့အဋ္ဌိပတ်၄ပါးအင်အားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘတ်ဝင်စားပြီးတော့ရသော်ဘုရားထိမ့်လိုက်တယ်ထိမ့်လိုက်တာဆယ်လတိတိအဲ့ဒီယောဂပြတ်မပေါကုကိကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါမလုပ်တော့ဆိုရင်တေကဏိလို့ဆိုပြီးဆိုလူကုတ်တဲ့ထုံးပေးတာ စိတ်ဆွမ်းအားရှိနေသည့်အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့ဆယ်လက်တိတိယောဂမပေါ်အောင်ထိန်းထားတယ်။တဏ္ဍံဖလတ်တမဘမျိုးဆိုမထိန်းနိုင်ဘူးတဲ့။အဲ့ဒီနေရာမှာအာယိသင်္ခါရဖလတ်တမဘဆိုသနာဝိရိယဝိမန္တစိတ်ဓာတ်ဆိုတာဓာရီဆွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ဝိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့ဆွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလတ်တမဘဆိုလို့အဲ့ဒီဖလတ်တမဘနဲ့ ထိမ့်လိုက်တာဆယ်လအတွင်းဒီယောဂါတွေလောကပေါ်မလာတော့ကျမ်းမာသွားပြီဘယ်ကလေးကျမ်းမာဟောစိတ်ဆောင်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂါတွေမပေါ်အောင်ထိမ့်တယ်လဲလို့ဆိုရင်သူ့အတွက်မဟုတ်ဘူးဘုရားပွင့်လာတာသူ့အတွက်မဟုတ်ဘူးတရားတွေအတွက်ဘုသူ့အတွက်လဲလို့ဆိုလို့ရှိရင် နောက်ဆယ်လပြည့်ကဆုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံတဲ့ဥပဒ္ဒဆိုတဲ့ပြပတ်ကြီးရှိအဲ့ဒီပြပတ်ကြီးကမြတ်စွာဘုရားကသာဆယ်လစောပြီးပြိဋိနိဗ္ဗာန်ဆံသွားမယ်ဆိုရင်အဲ့ဒီပြပတ်ကြီးကလွဲသွားပြီဘုရားတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပတ်ကြီးကလွဲသွားပြီဒီဘဝမရရင် နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူး ကြည့်လေမြတ်စွာဘုရားကတမထချင်းစဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့တမထချင်းစဉ်ကိုနီလံပေးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယတိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယတိကြီးတွေတမထချင်းစဉ်တော့သူတို့ထွတ်ထွတ်ရအောင်ပေါ့ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုတာထွတ်ထွတ်ရအောင်တို့တော့ဘုရားကသစ္စာလေးပါး ဝိပဿနာချင်းစဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါးကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြည်လိုက်တော့တဦးကတပတ်စောပြီးတော့ကွယ်လွန်သွားတယ်။နောက်တဦးကတညတာစောပြီးတော့ကွယ်လွန်သွား။တွားရောသူတို့နောက်ရိမတရားဘုရားလည်းသူတို့တွေ့မှာမဟုတ်တော့။ဘာဖြစ်လို့အရုပဘုံရောက်နေချာ။အရုပဘုံဆိုတာနန်းကြီးပဲရှိတယ်။ဘုရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ် မကြားရရင်သွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိအဲ့ဒီကပြန်တည်အောင်မယ်တေးလာတဲ့အခါမှာလူပြေရောက်တာပြေရောက်မကောင်းတဲ့ပုံရောက်ချင်လည်းရောက်သွားအောင်မယ်ဆုံးရှုံးနေတာမဟုတ်ဘူးဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒကြီးကလွဲတော်နိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်ဝင်စားသေးဘူးဆယ်လဆောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူး နော်လူဆိုတာစိတ်ဝင်စားမှလောက်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာအဲ့တော့သူဘတ်တပြပတ်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညသကောင်အချိန်လောက်ရောက်မှသူဘုရားစီရောက်လာတာ ရောက်လာတာတော့မှသူကယင်တဲ့ကတန်တရာစကားကိုမေးချင်လို့ရောက်လာ။ဗာမေးတုံးဆိုတော့ခိုင်းဆရာဘာသာရေးခေါင်းဆောင်တွေသူဘက်ကသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်။သူတို့ဝန်ခံတဲ့အတိုင်းဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူက။မြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့။သူ့မှာအချိန်မရှိဘူးပေါ့။အဲ့ဒါတွေမမေးနဲ့။ဖျားကရှင်းရှင်းလေးပြောတယ်။ မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်ဆွမ်းအားတွေကိုပြောတာနော် အဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူတောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်တက္ကရာကအနာဂါညာနဲ့ဆုံးဖြစ်နိုင်ဘူးမဂ္ဂင်ရှိမအကျင့်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့သူပြောတန်တရားဝတ်ကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတကြောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဘုရားဘာသာအဖြစ်ကူးပြောင်းလို့ထုံညမှာပဲယဟန်ဝတ်တရားကျင့်ဘုရားပြိဋိဘံမဆန်ခင်လေးမှာညာနာဖြစ်သွားတယ် နောက်ဆုံးတပည့်လို့ခေါ်တယ်။သူ့အတွက်မြတ်စွာဘုရားဟာဆယ်လာတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်။အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသံသဝီရိယဝိမန္တစိတ်တဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြော။ဒါကြောင့်မလို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိတယ်။ဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေက စိတ်တတိတွေမဖြစ်တည်းလို့ဆိုလို့ရှိရင်မလုံလို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိလောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိတယ်လူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါပါပစ္စည်းလိုခြင်းနဲ့နော်ချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီကဲမှာရှိတယ် အဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲထိုက်တဲ့လောက်ကြီးပွားမှုတော့ရှိတယ်တရားဘက်ကိုဆန္ဒမရှိသေးသမျှတရားကိုသိတဲ့အတိညာမရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ်နောက်တစ်ခုဝီရိယဝီရိယကလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်ဘုရားလောင်းလို့ 6နှစ်ပါလို့ဒုက္ခစရိယကျင့်လာလမ်းဆုံးတီအောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြန့်ခိုင်တယ်လဲခန္ဓာကိုယ်ဟာဘလောက်ကြမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားလောင်းတော်ကြီးကျင့်နေတဲ့အချိန်မှာတော့သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှာရှိတဲ့အမွှေးတွေကကျွတ်ကြသွားတယ်အဲ့လောက်ထိအောင်ကြမ်းမာရေးဘိုက်ကင်လို့ရှိရင်ကြောရုံကုန်ထိနေတယ်ကြောရုံကုန်နဲ့ဘိုက်နဲ့ကချက်နေတယ်လို့ဒီလိုပြောတာနော် မျက်လုံးနှလုံးကဘလောက်ထီအောင်ရှိသွားတော့ဆိုဟိုးရေတွင်းကြည့်ရတယ်လို့ပဲမျက်လုံးအိမ်နေတယ်မှာမျက်လုံးကနေခြိုက်ဝင်နေတယ်ပြောပါကစ္စတန်ကန္တရပဘူးပညာနဲ့ထုထားတဲ့၆နှစ်ပတ်လုံးဒုက္ခရစရိယချင်းနဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်နော်စကယ်လတန်အယိုးပြိုင်ပြိုင်ထားပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီအနေထားချီအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယအနေနဲ့ဝီရိယမဟုတ်ဘူး ဒါကြောင့်မို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အရေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်လမ်းရမယ်လို့ကျိုးပန်းအထုတ်မှုကရှိရမယ်လို့ဒီလိုဟောတာသူကိုယ်တိုင်လည်းကျိုးပန်းအထုတ်ခဲ့တာအဲ့ဒီကျိုးပန်းအထုတ်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားတွေပြန်ပြန်မရနိုင်ဘူးလူတွေဟာသူ့အတိုင်းတားနဲ့သူရတာဆန္ဒလည်းဆန္ဒရှိသလောက်ပဲကျိုးပန်းမှုလည်းကျိုးပန်းမှုရှိသလောက်ပဲရမှာပဲစိတ်ထက်ကြန့်ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးကကြည့် ဒါတော့ကျမ်းမာရေးထိခိုက်သွားပြီမယ်လို့စိတ်ဓာတ်နောက်ဆုံးမယ်ဆိုတော့ခုမှမရှိဘူးအခုမှဒီလိုစိတ်ဓာတ်ကြန့်ခိုင်တာမဟုတ်ဘူးစိတ်ဓာတ်ကြန့်ခိုင်လာအောင်လက်လေ့ကျင့်လာတဲ့ဘဝတွေကများလာဘူးကြည့်လေသူ့ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုဟာအလုံးကြားဥကြနိုင်ပဲမဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာ မျောလင့်ချက်မရှိဘဲနဲ့ကုခတ်နေတာတာမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုဘယ်လိုတွေးမလို့ဆိုအိုးမျောလင့်ချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြเนาะအေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေးသူနဲ့နောက်ကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲကောင်းသူတယောက်ပဲကုတယ်အသက်နဲ့ကိုမြဲနေတဲ့များတော့လုံးဝဝီရထုတ်တယ်တသမီးကလာမေးတယ် ဒါလောက်ကမ်းမမြင်တဲ့နေရာမှာခူးနေလို့ရောမင်းဘာအကျိုးရှိမှာလဲ။သူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့။လှုပ်တဲ့နာကငါလှုပ်နေတယ်။ကျိုးစားအထုတ်မှုကငါတန်အောင်မယ်။ရောက်တာမရောက်တာငါတန်အောင်မဟုတ်ဘူး။အကျိုးမရှိဘူးလို့မပြောနဲ့တဲ့။လက်လျှော့တဲ့လူတွေသေသွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတာအကျိုးရှိတယ်ပေါ့။မမြင်ဘူးတာမြင်နေရဘူးပေါ့။ ဘုရားလောင်းကြီးတွေစိတ်သက်တို့ချိုးပန်းအထုံမှုတို့အဲ့ဒါမျိုးစိတ်သက်ကြန့်ခိုင်တာကိုပြောတာနော်လူတွေအများစုကစိတ်သက်မကြန့်ခိုင်လို့တည်သွားကြတာလေညာဘဝပို့ပြီးတော့ဆုံးရှုံးနေတာတော့စိတ်သက်မကြန့်ခိုင်လို့ပဲစိတ်သက်ကြန့်ခိုင်လို့ရှင်လူဘဝဒီလိုမဖြစ်နိုင်အေးဒါကြောင့်မို့လို့သန္တာကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်သက်လည်းကြန့်ခိုင်ရမယ်ကြန့်ခိုင်တဲ့အခါမှာအတိညာဏ်ကလည်းရှိဖို့လိုသေးတယ်တဲ့ အဲ့ဒီလေးချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းမဲ့လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆင်းရဆိုကြတယ်သာဝရဖရာနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်နိုင် ဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုခေါင်းကြီးတွေကပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော် ਨੇ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့လားကိုယ်ထဲမှာရှိရလားမရှိဘူးเนาะကိုယ်ရောဘယ်နှခါမြင်မှုလို့ဘူးကမြင်ဘူးဒီပိဋိသတ်ထဲမှာ God မြင်မှုလည်းနေပြောင်းမှရှိမှာမဟုတ်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူးနော် God makes the impossible possible ဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတယ်မရှိတာတွေအသာထားရှိနေတယ်ဘာလို့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝီရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့ကိုယ်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဘူးဒါရှိတေချာအဲ့တော့ God makes it the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes it the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ် ဝိရိယ effort makes it the impossible possible ဒီလိုပဲပြောရအောင် mind makes the impossible possible လူရဲ့စိတ်စွမ်းအားနဲ့အမြဲတမ်းထက်မြက်တယ် determine mind makes it the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်စွမ်းအားကအသိဉာဏ်ကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes it the impossible possible ဟောဒီစကားပို့ပြီးတော့မှတ်တယ် God makes the impossible possible ဆိုတာဘောကိုကိုယ်ဝယ်တဲ့ပုံကိုယ်တွေအတွက်သာမှန်ကောင်းမှန်မယ်။လူတိုင်းအတွက်မမှန်ဘူးเนาะ။တကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘယ်သူမှအာမကမရှိဘူး။ဟောတာကအာမကရှိတယ်။ဘာလို့လဲဆိုရင်ကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ။ God makes the impossible possible ဆိုတာဘောရှိလားဆိုတာကပိုအရေးကြီးနေတယ်။ဟုတ်ကဲ့။ရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်တွားပြီ။ဟောသာနာဆိုတာမရှိဘူးလား။ရှိတယ်။ဝီရိယဆိုတာရော ရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာကပိုးမသေးကြဘူးလား